အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ထားတဲ့ပုံမြင်လေးကတော့မော်အစွမ်းထက်နေတဲ့စွန်စော်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်တို့အန်နာပါကန်တီကတော့သူ့ရဲ့မြီးလေးနဲ့အတူတူရွာလေးတရွာမှာနေထိုင်နေခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်အနေငယ်အရင်ကကန်တီရဲ့တားနဲ့ချွေးမလေးနှစ်ယောက်လုံးမျိုးပေါ်တက်ပြီးအလုံးသွားလုံးနေခဲ့တဲ့အချိန်မှာပဲမတော်တဆမှုတစ်ခုကြောင့်ကွဲလွန်သွားခဲ့ကြပါတယ် ဒီအချိန်မှာတူဒီတော်ကြာနေခဲ့တဲ့မိလေးရဲ့တာဝန်တွေကအဖွားဖြစ်သူရဲ့ခေါင်းပေါ်ကိုအလိုလိုရောက်ရှိလာခဲ့ပါတယ်။နက်ပြန့်ကြရင်တော့ဖျားပွဲတစ်ခုရှိတယ်။ဟုတ်လားအဖွားရဲ့ဘလို့ဖျားပွဲလဲတမီးကလည်းရှင်းပြအောင်လေ။ဒါနဲ့အဲ့ဒီပွဲကိုဘာအတွက်များကျင်းပကြရလဲ။ဟုတ်တယ်မိလေးရဲ့ဒါကအရေးပါတယ်ဖျားပွဲတွေကတစ်ခုပဲ။အားလုံးကဖျားရှိခိုးပူဇော်ကြတယ်ပွဲတော်တွေလည်းစနွဲကြတယ်။ဟုတ်လား။အဖွားဘာကိုပြောချင်တာလဲဆိုတော့ငါမိလေးအခုချိန်မှာနားလည်မှာမဟုတ်ပါဘူး။ ထားလိုက်ပါအဖွာရဲ့ဒါရီအားလုံးထားလိုက်တော့ဒါနဲ့သမီးတိကျင်တာတခုကလေဒီပွဲတော်မှာဆိုရင်တော့စားစရာတောက်စရာအနေနဲ့ဘာတွေကိုလောက်ကြလဲင်အဖွာတိရပေါ့ငါမီလေးဘာကိုတိကျင်နေလဲဆိုတော့ကိုလေပွဲတော်မှာဘာအစားအသောက်တွေစားရလဲဆိုတော့စံပြုတ်စားရတယ်မီလေးရဲ့အရသာရှိရဲ့စံပြုတ်ကိုလှုပ်ပြီးတော့စားကြရင်ဟမ်ဘာကြီးလဲအဖွာကလည်းစံပြုတ်ဟုတ်လားဒါပေါ့မီလေးရဲ့စံပြုတ်စားရတာဘာဖြစ်သွားလဲချက်ချင်းပဲမျက်နှာပြတ်သွားလိုက်တာများကြည့်ပါဦး မသိပါဘူးအဖွားရဲ့ပွဲတော့ဆိုတော့တခုခုစားကောင်းတာလေးများစားရောမလားဆိုပြီးတော့ကြွေးနေတာစံပြုတ်ကြီးလားမော့ကကောင်တွေလောက်ပြီးတော့ဝေးကြပါတယ်မြေလေးရဲ့အဖွားတို့စီမှာပတ်စံအများကြီးမရှိဘူးဆိုတော့အများကြီးကောင်းတာတွေမလုံနိုင်ဘူးလုံနိုင်တာလေးကိုပဲလောက်ပြီးတော့စားကြရမှာပေါ့ဒါလောက်ပဲပြောရပါသေးတယ်အဖွားဖြစ်သူကန်တီကတော့ပတ်စံပိတ်သွားခဲ့ပါတယ်သူမဝမ်းနေလို့လို့မျက်ရည်တွေကြာနေခဲ့ပါတယ်မြေလေးကလည်းအဖွားဖြစ်သူရဲ့မျက်ရည်တွေကိုတွေ့လိုက်ရတာနဲ့ချက်ချင်းသဘောပေါက်နားလေသွားခဲ့ပါတယ် သူကမရည်ရွယ်ခဲ့ပေမဲ့လည်းအဖွားဖြစ်သူကိုစိတ်ဒုက္ခပေးမိတော့ခဲ့ပါပြီ။ဒါကြောင့်သူကလည်းချက်ချင်းစကားလမ်းကြောင်းတွဲပြီးပြောလိုက်ပါရယ်။ကောင်းပြီလေအဖွားရဲ့ဒါဆိုရင်တော့တမီးတို့အားလုံးပျော်ပျော်ရွှင်ရွှင်စံပြုတ်စားကြမယ်။ဒီလိုနဲ့အယောင်အားလုံးအဆင်ပြေနေရပြီလို့ထင်မှန်နေခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ကျော်မရာသီဥတုပိုပြင်းလောနေခဲ့တဲ့အတွက်ကြောင့်မလို့ရေတဆမ်းမှတော့မကြံတော့ပါဘူး။ကျော်မရှိတဲ့ရေကန်ကရေတွေအားလုံးကလည်းခန်းချောက်ကုန်ပါပြီ မိုးရောက်ဒီကုံဆောင်သွားခဲ့ပေမဲ့မိုးဒဇန်မှမလျှော်လာတဲ့အတွက်ရွာသူရွာသားတွေအားလုံးစိတ်ညစ်နေကြပါတယ်။ရွာသူကြီးကလည်းရွာသူရွာသားတွေအားလုံးကိုခေါ်လိုက်ပါတယ်။ကဲအားလုံးသိကြတဲ့အတိုင်းပဲဒီတစ်ခါရွာမှာမိုးဒဇန်မှမလျှော်ဘူး။ရွာမှာရှိတဲ့ရေကန်ကရေတွေအားလုံးကလည်းအခုဆိုရင်တော့ခန်းချောက်သွားခဲ့ပြီ။ဒီလောက်ထိချောက်သွေးနေရကိုတွေ့ရတော့ကျွန်တော်လည်းအယံကိုစိတ်ပြတ်မိရဲ့။ဒီပုံစံအတိုင်းပဲဆက်သွားနေမယ်ဆိုရင်တော့ရွာမှာရှိတဲ့တောင်သူလည်းဓမ္မတွေအားလုံးဒုက္ခအကြီးကျယ်တွေ့ကုန်ကြလိမ့်မယ်။ ဒါနဲ့ရွာတကြီးဒီလိုအခြေအနေမျိုးမှာကျမတို့အနေနဲ့မလုပ်တင်လဲနီလန်တစ်ခုခုရှိရဲဆိုရင်တော့ကျမတို့ပြောပြပါအောင်ရှင်အခုအချိန်မှာကျွန်တော်တွေ့တဲ့နီလန်ကတော့တစ်ခုတည်းပဲရှိတော့တယ်အဲ့ဒါကတော့အခုလောလောဆယ်သုံးဆွဲနေကြတဲ့ကြံနေတဲ့ရေတွေဒီရေတွေကိုတတိချာချာချင့်ချင်ပြီးသုံးဆွဲကြပါကြံနေတဲ့ရေတွေကိုလေယာဆိုင်ပြိုးရေလုပ်ငန်းတွေမှာသုံးဆွဲဖို့အဆင်မပြေတော့ဘူးဆိုတော့ကိုတော့အားလုံးသိကြပါပဲအဲ့ဒါကြောင့်ရှိတဲ့ရေတွေအားလုံးကိုတောက်ဖို့အတွက်သုံးဆွဲဖို့အတွက်ပဲစစဆောင်ထားကြပါတော့နောက်တစ်ခုရှိသေးတယ် ခက်ခဲပြင်းပန်းနေတာကတော့ရွာသူရွာသားတွေအားလုံးအထူးကျိုးပဲအခုလိုမျိုးပြင်းပန်းဆင်းရဲခက်ခဲနေတဲ့အခြေအနေမှာတယောက်ကိုတယောက်ကိုညီပြီးရှေ့ဆက်သွားကြရမယ်ရွာသူကြီးပြောတဲ့စကားကိုရွာသူရွာသားတွေအားလုံးကနားထောင်နေခဲ့ကြပြီးသဘောတူခဲ့ကြပါတယ်ဒီနောက်မှာတော့သူတို့ရေတွေကိုထိန်းသိမ်းဖို့အတွက်လေယာဉ်ဆိုင်ပြောရေးထဲမှာရေတစမ်းမမထဲဖို့အတွက်ဆောင်ဖြတ်ခဲ့ကြပါတယ်တောင်းဖို့အတွက်တောက်ဖို့အတွက်သာရေကိုထိန်းသိမ်းထားခဲ့ကြပါတယ်သူတို့တောက်တုံဖို့အတွက်ရေကိုတော့ရရှိသွားခဲ့ပေမဲ့ရှိတဲ့ လေယာဆိုင်ပြုံးမြေတွေအားလုံးကတော့၆ကပ်ကောင်းပါတော့တယ်။အဖွားကြီးအခုဆိုလို့ရှင်တော့မိုးရသည်ကလည်းကြော်လွန်သွားခဲ့ပြီနော်။မိုးတစက်မှတော့မမလျှော်ဘူး။ဒီပုံစံတိုင်းဆိုလို့ရှင်တော့ဘယ်လိုလုပ်ကြမလဲ။ဖယားသခင်ကပဲဘာရီဆက်ဖြစ်မလဲဆိုတာကိုတိမှသမီးလေးရဲ့အဖွားကြီးအိမ်မှာသမီးတို့စားတော့ဖို့အတွက်ဘာမှလည်းတိတ်ပြီးတော့ကြံတော့တာမဟုတ်ဘူး။သမီးတို့ဘာလို့တင်လဲမြို့ပေါ်ကိုတက်ပြီးအလုပ်တစ်ခုခုရှာတင်လာရင်မတော်ပါဘူးမြည်လေးရဲ့အဖေါ်ဘာဖြစ်လို့မြို့ပေါ်ကိုသွားရမှာလဲအဲ့ဒီမြို့ပေါ်ကိုအဖေါ်လုံးဝမသွားဘူးဘယ်တော့မှသွားမှလည်းမဟုတ်ဘူး အဲ့ဒီမျိုးကဘာတစ်ခုမှမကောင်းဘူး။သမီးရဲ့အဖေနဲ့အမေနှစ်ယောက်စလုံးကွဲလွန်သွားခဲ့ကြရတာအဲ့ဒီမျိုးကြောင့်ပဲ။ဖယားသခင်ကအလောက်ထိအကျဉ်းနာတရားကင်းမဲ့တဲ့သူမဟုတ်ဘူး။အဖွားတို့ကိုတစ်ခုမဟုတ်တစ်ခုကျင်းသေးပါအကုန်ကြီးပေးလိုက်မယ်ဟုတ်ပြီလား။အဖွားတို့ကိုကျင်းသေးပါဖယားကစမ်းတက်နေရပါခဏလေးထပ်ပြီးတီးခံလိုက်အရာအလုံးအစင်ပြေသွားလိုက်မယ်။ကန်တီကသူ့မိလေးစိတ်အစင်ပြေသွားစေဖို့အတွက်အခုလိုမျိုးပြောဆိုလိုက်ပေးမယ်။သူကိုယ်တိုင်လည်းဘာတွေစပ်ပြီးဖြစ်လာမလဲဆိုတာလုံးဝကိုမသိပဲဖြစ်နေခဲ့ပါရဲ့။တရားမှာတော့ မီးလေအဖွားပြောတဲ့စကားကိုနားထောင်အိမ်မှာစံနည်းနည်းရှိသေးတယ်မလားဟုတ်တယ်အဖွားရဲ့စံကတော့ရှိတယ်ဒါပေမဲ့စံတတော်လေးကိုနည်းနေရနော်ဟုတ်ပြီဟုတ်ပြီဒါနဲ့အိမ်မှာပဲလဲရှိတယ်မလားဟုတ်တယ်အဖွားပဲကတော့လက်တဆုပ်စာလောက်ရှိအောင်မယ်နဲ့တူတယ်ဒါဆိုရင်တော့ကောင်းပြီမီးလေးရဲ့အိမ်မှာစံပြုတ်ပြုတ်ပြီးတော့စားကြမယ်နော်ဘိုက်အဝါထမင်းစားခြင်းနဲ့ဘိုက်တွေတအားကိုစားနေပြီအဖွားပြောတော့ကကြတော့ဒီစံနဲ့ဘဲတွေကိုချွေတာပြီးတော့နည်းနည်းချင်းစီပဲစားရမယ်ဆို ဒါပေမဲ့အဖွားဒီနေ့ဘိုင်အဝစားခြင်းနဲ့မြည်လေးရဘလို့လောက်ရမလဲအဖွားအဖွားအစင်ရောပြည်ရလာရင်နေမကောင်းလို့လားအစင်ပြေပါရင်မြည်လေးရဘာမှလည်းမစိုးရင်ပါနဲ့အဖွားဘာတခုမှမဖြစ်ဘူးဟုတ်ပြီလားငါ့မြည်လေးကိုထားပြီးဘယ်ကောမှသွားမှမဟုတ်ပါဘူးဒါနဲ့အဖွားဒီနေ့စံပြုတ်ပြုတ်လိုက်လို့စံနဲ့ဘယ်တွေကုန်သွားတဲ့အခါကြာရင်လေမနေ့ပြန်ကြာရင်တမီးတို့ဘာသွားစားကြမှာလဲသမီးရဲ့ဘာတွေကိုဒီလောက်တောင်မှစွန့်ရင်ပုံပန်းနေရတာလဲဒါရီအားလုံးဖះသခင်ပေါ်ကိုသာလွှဲရချလိုက်ဖះသခင်အစဉ်ပြေအောင်လုပ်ပေးလိမ့်မယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအဖွားရဲ့အဖွားပြောတဲ့ပုံစံအတိုင်းပဲနော်အိမ်မှာထိုင်နေခဲ့တဲ့အဖွားဖြစ်သူကတော့နောက်နေ့ကျရင်တကယ်ပဲဘာစားရမလဲဆိုတာကိုသူကိုယ်တိုင်လည်းမသိတော့ပါဘူးဒီအချိန်မှာပဲရွာလေးကိုလမ်းမှာပြီးစားသူကြီးတပါရောက်ရှိလာခဲ့ပါရဲ့ကဲသားလေးရေတခုတ်ခုတ်စားတော့ဖို့အတွက်ဒီမှာရနိုင်မလားဘာမှမစားရတာနှစ်ရက်လောက်ရှိနေပြီစားသူကြီးကျွန်တော်တို့ခွင့်လောက်ပါကျွန်တော်တို့ရွာတကယ်ဒုက္ခဆင်းရဲကိုကြုံတွေ့နေရလို့ပါ ိမ်မှာစားတောက်ဖို့အတွက်ဘာမှမရှိဘူးခလေးတွေစားတောက်ဖို့အတွက်ခြံထားတာပဲရှိရတယ်ကျွန်တော်တို့မှာတောက်တုံးဖို့ရေလည်းမရှိတော့ဘူးလို့မျိုးလက်ရဆိုင်ပြုံးမြေတွေအားလုံးကိုလည်းဆောင်းရှုံးခဲ့ရတယ်စိတ်ပူမနေပါနဲ့အရာအားလုံးအဆင်ပြေသွားလိမ့်မယ်အရင်ဆုံးငါ့ကိုထမင်းကျွေးစားမအောင်တောင်းမှန်ပါတယ်စာသူကြီးရဲ့ဒီရွာမှာစာသူကြီးကိုထမင်းကျွေးနိုင်မယ်သူတယောက်မှရှိမှာမဟုတ်ဘူးအဲ့ဒါကြောင့်တခြားရွာတရွာကိုသွားပြီးအလှခံစားလိုက်တာပိုကောင်းလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဒီရွာမှာငါ့ကိုထမင်းကျွေးနိုင်တယ်တော့တကယ်ပဲတရားမှမရှိကြတော့ဘူးလား။ ကဲရပြီရပြီဒါဆိုရင်တော့ထားလိုက်တော့ငါ့ငါပဲကြည့်ပြီးတော့စီစဉ်လိုက်တော့မယ်ငါဘိုက်ဆာနေရထားလိုက်ပါတော့ဒီရွာရဲ့ကံကြမ္မာကလည်းသူ့ဟာသူပဲရှိပါစေရောဒီလိုနဲ့စာသူကြီးကလည်းရွာတကြီးရဲ့အိမ်ကနေဖြတ်ပြီးရှေ့ကိုကြောတက်သွားခဲ့ပါရဲ့ဒီလိုနဲ့ကောင်တီရဲ့အိမ်ရှေ့ကိုရောက်သွားခဲ့တာပေါ့အိမ်ထဲမှာဘယ်သူရှိလဲတရရောက်ရှိကြလားငါလွန်ခဲ့တဲ့နှစ်ရက်လောက်ခရေကဘာမှမစားရသေးဘူးဘိုက်တွေတအားကိုစားနေလို့တခုခုစားတော့ဖို့အတွက်များဒီမှာရနိုင်လား ဟုတ်ကဲ့ဟုတ်ကဲ့ရနိုင်ပါရဲ့ရှင်ရနိုင်ပါရဲ့လာခဲ့လေအိမ်ထဲကိုဝင်လာခဲ့ပါဦးစာသူကြီးကိုအိမ်ထဲမှာထိုင်ခိုင်းပြီးနိုင်မှာတော့ကန်တီကမိဖို့ခန်းထဲဝင်သွားခဲ့ပါပြီပြီးရနဲ့အိုးထဲမှာရှိနေတဲ့စံပြုတ်တွေကိုကြည့်လိုက်ပါပြီဘာဖြစ်လို့လဲအဖွားရဲ့ဘယ်သူရောက်လာလို့လဲအေးမီလေးရဲ့အရှိမစာသူကြီးတစ်ပါးရောက်နေတယ်လွန်ခဲ့တဲ့နှစ်ရက်လောက်ထဲကဘာမှမစားသေးဘူးဘိုက်တွေတအားကိုစားနေလို့တဲ့ဒါဆိုရင်တော့အဖွားရဲ့ပကံတစ်ချက်ပေးပါဦးရှောင်းတီကသူစားရမယ်စံပြုတ်ပကံကိုယူပြီးနောက်မှာတော့စာသူကြီးကိုပေးလိုက်ပါပြီ စာသူကြီးကလည်းအပေါ်တရားပဲစံပြုတ်တွေကိုစားတောက်လိုက်ပါရီဒီနောက်မွန်နီကိုကျွေးလိုက်တာနဲ့အနားကိုခေါ်ပြီးပြောခဲ့ပါရီကောင်းလိုက်တာစံပြုတ်ကတကယ်အရသာရှိပြီးစားလို့ကောင်းတယ်ဒါနဲ့ပွဲတော်ရောက်ဖို့အတွက်အချိန်လိုအပ်သေးရဲ့မဟုတ်ဘူးလားအော်စာသူကြီးရဲ့ဘာပွဲမှလုပ်ဖို့အတွက်ကျမတို့ရွာသူရွာသားတွေမတတ်နိုင်တော့ပါဘူးပြောပွဲရှင်ပွဲဆိုတာစိတ်ပျော်ရွှင်နေတဲ့အချိန်မှာလုပ်ရတာကြီးကျယ်ခနာစွာနဲ့ကျင်းပရတာလေ။ကဲရော့ဒီစွန်လေးကိုယူထားလိုက်။ငါကတော့အရန်ကိုဝမ်းသာပျော်ရွှင်သွားပြီ ဒီဆောင်လိုမျိုးပဲမင်းတို့ရဲ့မျော်လင့်ချက်တွေနဲ့ယုံကြည်ချက်တွေကလည်းအမြင့်ဆုံးကိုပြန်အတန်းရောက်ရှိသွားလိမ့်မယ်။အရာအားလုံးတိတ်မစားခင်မှာအဆင်ပြေလာပါလိမ့်မယ်။အရာကိုလာတဲ့ဆောင်လေးကိုတွေ့ခဲ့ရတဲ့အခါမှာအဖြစ်ကင်းစင်လို့နဲ့မွနီးကလည်းဝမ်းသာပျော်ရွှင်နေခဲ့ရပေါ့။ထမင်းစားပြီးတဲ့နောက်မှာတော့စာသူကြီးလည်းထွက်ခွာသွားပါရီ။ခလေးမလေးကလည်းအပြင်ထွက်ပြီးဆောင်လှော့နေခဲ့ပါရီ။သူမဆောင်ကိုကြိုးတော်တော်လေးနဲ့လှုပ်နေခဲ့ပေမဲ့ဆောင်ကတဖြည်းဖြည်းနဲ့ကောင်းကင်ဘုံကိုပြန်ဝဲထွက်ခွာသွားခဲ့ပြီးခဏအကြာမှာပဲလေပြင်းတွေတိုင်းမိုးရေရွာချလာခဲ့ပါရီ။ ဒါဘယ်လိုမျိုးအံအားသင့်စရာဖြစ်လာတာလဲ။ဒါရိအားလုံးကကျမရဲ့မော်စွမ်းထက်နေတဲ့စွန်ကြောင့်ဖြစ်ခဲ့တာပဲယွာတကြီးရဲ့။အဲ့ဒီနေ့မှာမိုးကတဲထန်စွာရွာသွန်းခဲ့ပါရီ။မိုးရွာနေတဲ့ကြားထဲမှာတော့မွန်နီကတော့သူ့ရဲ့စွန်ကိုအေးအေးဆေးဆေးတွန်းနိုင်နေခဲ့ပါရီ။သူမစိတ်ထဲကနေပြီးတော့လဲစာသူကြီးကိုကျေးဇူးတင်စကားပြောဆိုနေခဲ့မိရပါ့။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ပွဲတော်ရက်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကျင်ကင်းဆိုတဲ့မိန်းကလေးကတော့သူ့အဖေကိုဖတ်ပြီးငုံနေခဲ့ပါတယ်။ဖေ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  မမေကသမီးကိုဘာဖြစ်လို့ထားသွားတာလဲပြောပါအောင်ဖဖေရဲ့ပြောပါအောင်သမီးအမေမရှိပဲနေရတာအဆင်မပြေဘူးသမီးလေးရဲ့သမီးအမေကကျမ်းမာရေးကောင်းတာမဟုတ်ဘူးပြီးတော့သူကဆေးကုသမှုလည်းကောင်းကောင်းမခံရွှေခဲ့ရဘူးအဖေတို့ကအရန်ဆင်းရဲလို့လေမငိုပါနဲ့သမီးရဲ့မငိုပါနဲ့အကိုကြီးကျွန်တော်ရဲ့သမီးငယ်လေးကတော့သူ့အမေကိုလွမ်းလို့ဆိုပြီးငိုပဲငိုနေတယ်ကျွန်တော်ရဲ့သမီးလေးကိုကျွန်တော်ဘယ်လိုရှင်းပြရမလဲဗျာဘာမှလည်းအရန်ကြီးစွိုက်မနေပါနဲ့ခလေးဆိုတော့အခုငိုနေပေမဲ့ခဏကြာရင်တော့တိတ်သွားပါလိမ့်မယ် ခမရအနေနဲ့အလုပ်ဆက်လုပ်ရလိမ့်မယ်နော်။ကျွန်တော်စက်ရောင်မန်နေဂျာကိုစကားပြောထားတယ်ဆိုတော့နောက်ထပ်တရက်နှစ်ရက်ဆိုရင်ခမရအလုပ်ဆင်းလို့ရပြီ။ဟုတ်ပါပြီ။ကျွန်တော်ရဲ့သမီးလေးနဲ့အဆင်ပြေသွားတဲ့အခါကျရင်တော့ကျွန်တော်အလုပ်ပြန်ဆင်းပါမယ်။သမီးဖြစ်သူကတော့သူရဲ့မိခင်ကိုစုံရှုံခဲ့ရပြီးနောက်မှာတော့တတိစိတ်ပဲနေထိုင်ခဲ့ပါရီ။သူမတော်တော်လေးကိုလည်းစိတ်ပြောင်းဝမ်းနည်းနေခဲ့ပါရီ။ကြီးရတာသနာစီရကောင်းတဲ့ရှင်နဲ့အရွယ်သမီးလေးခမရအရာအလုံးကိုစုံရှုံခဲ့ရတဲ့အတွက်သူမရဲ့နှလုံးသားခံနိုင်မှရှိတော့တဲ့ပုံပါပဲ။ ကဲတမီးလေးရေဘာလို့နေရလဲအမြန်လို့အမြန်လို့ဘူးလေးတို့စေယုံအမြန်ဆုံးလိုက်သွားမှဖြစ်မယ်ဘူးလေးရေဘာဖြစ်လို့လဲစေယုံကိုဘာဖြစ်လို့သွားရမှာလဲဘာကိစ္စဖြစ်သွားလို့လဲတမီးရေတမီးရဲ့အဖေအက်စီဒန့်တစ်ခုဖြစ်သွားလို့ပါသူအလုံးလုံးနေတယ်ဒါတို့ပစ္စည်းစေယုံကဒါတို့ပစ္စည်းတွေပေါက်ကွဲပြီးသူ့ကိုထိသွားလို့လေအဲ့ဒါကြောင့်စေယုံတင်ထားတယ်အမြန်ဆုံးလိုက်သွားရမယ်စေယုံကိုအခုတင်ဖို့ထားတဲ့ဆရာဝန်တွေကလည်းသူ့ကိုအထူးကြမ်းမှန်းကြည့်ရှုပေးနေပါတယ် ဆရာဆရာကျမရဲ့အဖေအဆင်ပြေရလားယင်ကျမအဖေရဲ့အစီအစဉ်ကိုပြောပါအောင်သူအဆင်ပြေရလားယင်အမေလေးရဲ့မစွရင်ပါနဲ့အရာအလုံးအဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီလားဒါနဲ့အကိုကျွန်တော်အနေနဲ့ဇနဲ့တန်ရာတွေအကုန်လုံးကိုတော့တေချာဆေးထည့်ပြီးဆေးကုသပေးထားပါရယ်ဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လို့လဲဆရာကြီးရဲ့ပြောပါအောင်ကျမရဲ့အဖေအဆင်မပြေဘူးလားဟေးသမီးလေးရေသမီးအဖေကမျက်လုံးအလင်းရောင်အမြဲတမ်းအတွက်စောင်းရှောင်းခဲ့ရပြီသူ့ရဲ့မျက်လုံးနှစ်ဖက်လုံးမမြင်ရတော့ဘူး ဓာတ်ရုပ်ဇေဝရီကသူ့ရဲ့မျက်လုံးထဲဓာတ်ရိုက်ဝင်သွားခဲ့တာဆိုတော့သူ့မျက်လုံးနှစ်ဖက်လုံးဆုံးရှုံးခဲ့ရတယ်။ဖေဖေရေဖေဖေဓာတ်ရီအားလုံးဘလို့ဖြစ်သွားတာလဲဖေဖေရေတမီးကိုလည်းရှင်းပြပါဦး။ပထမမေမေကတမီးကိုထားပြီးတော့ချောခွာသွားခဲ့။အခုတိတ်တောင်းမကြသေးဘူး။အဖေကလည်းဒီမတော်တဆမှုကြီးကိုကြောင်တွေးခန်းစားလိုက်ရတယ်။သူ့မအရင်အကိုဝန်းနေပြီးအုံငုံနေခဲ့ပါရီ။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့၃ရောင်လုံးကစေယောင်ကဆင်းလာပြီးအိမ်ကို ပြန်လာခဲ့ကြပါရီ။ဖခင်ဖြစ်သူကအဲ့ဒီအချိန်ကစပြီးအမြဲတမ်းဝန်းနေပြီးငိုပဲငိုနေခဲ့ပါတော့တယ်။ ဖေဖေဒီမှာကြည့်ပါအောင်ဖေဖေရဲ့ဖေဖေတောက်ဖို့အကြောလက်ဖေးဖြော်လာခဲ့ပြီးသမီးကိုယ်တိုင်ဖြော်လာခဲ့ရနော်ဖေဖေတောက်ကြည့်လိုက်ပါအောင်ဒီမှာဖေဖေစားဖို့အတွက်မဟုတ်ပါတခါရဲယူလာခဲ့သေးတယ်လက်ဖေးနဲ့မုံနဲ့စားပြီးသွားတဲ့အခါကျရင်တော့ဖေဖေစေးတောက်ရမယ်နော်ဖေဖေမဖြစ်လို့ငိုနေရတာလေဖေဖေရဲ့ဆရာဝန်ကပြောတယ်မလားစေးကိုအချိန်မှန်တောက်ပြီးအနားယူမယ်ဆိုရင်တော့ပြန်ပြီးနေကောင်းတတ်တာသွားမှာပေါ့ဖေဖေရဲ့မျက်လုံးထင်ရကအခုဆိုရင်တော့အရန်ကိုနှုတ်နေသေးရဲ့လေဒုက္ခပါပဲငါ့ရဲ့သမီးလေး ငါ့ရဲ့တမီးလေးဘလောက်တောင်မှတနာစီရကောင်းလိုက်လေအတန်းငငယ်လေးနဲ့တာဝန်တွေအများကြီးကိုခေါင်းပေါ်မှာတင်ထားရတယ်။ဖဖေကလည်းဘဝဆိုတာဒုက္ခဆင်းရဲတွေနဲ့ပြင်းထန်တဲ့ရဲ့အရာဆိုတာတမီးသိသွားပြီးအဖေနဲ့အမြဲတမ်းပြောခဲ့တယ်မလား။ဘဝမှာရင်ဆိုင်ရမယ့်ဒုက္ခတွေအားလုံးကိုကြော်ဖြတ်နိုင်တော့မှပဲအောင်မြင်မှုဆိုတာကိုတမီးတို့ရရှိနိုင်ပါလိမ့်။ဒါဆိုရင်တော့အဖေစေးတောက်ထားလိုက်ပါခဏနေလို့ရှင်တော့တမီးပြန်လာခဲ့ပါမယ်နော်။တမီးဘရင်ကဦးလေးကြီးနဲ့စကားတစ်ချက်သွားပြောလိုက်အောင်မယ်။သူကလည်းပြောပါတယ်အလောက်အကျွတ်ပြောပေးမယ်။ ဆင်ပြေသွားတဲ့ခါကျရင်တမီးအလုံးလောက်ပြီးတော့ပတ်စံရှာပေးပါမယ်။အေးလာလာလာတမီးလေးရေလာခဲ့တမီးလေးလာမယ့်အချိန်ကိုပဲဦးလေးကစောင့်ဆိုင်နေကြတာပါ။ဦးလေးအခုနောက်တော့ကပဲစကားပြောထားပြီးပြီးဆွန်ရောင်းနေသူနဲ့လေ။သူ့ရှိကဆွန်ရွေကိုပြန်ယူပြီးတော့တမီးရောင်းချမယ်ဆိုလို့ရှင်တော့အဆင်ပြေလိုက်မယ်တိလား။သူ့ရှိကနေပြီးတော့ဆွန်ရွေကိုဦးလေးကိုယ်တိုင်ယူပြီးတော့တမီးကိုလာပေးမယ်။တမီးကတော့အဆင်ပြေတဲ့နေရာမှာလိုက်ပြီးတော့ရောင်းဖို့ဟုတ်ပြီလား။ဟုတ်ကဲ့ရပါတယ်ဦးလေးရဲ့။သမီးအတွက်ဒီလောက်တောင်မှစဉ်းစားပေးရင်သမီးတို့ကိုကူညီပေးတာအများကြီးကျေးဇူးတင်ပါတယ်နော်။ ဒါဆိုရင်တော့သမီးကိုစုံနေဝယ်ပြီးတော့ပဲပေးလိုက်ပါကျေးဇူးများကြီးကျင်းပါတယ်ဒီလိုနဲ့အိန်းလေးချင်းဦးလေးချင်းကလည်းဆွန်ွေအဓိကရောင်းချတဲ့သူစီသွားပြီးနောက်မှာတော့ဂျင်ကီအတွက်ဆွန်ွေကိုဝယ်ပေးလိုက်ပါတယ်။ဂျင်ကီကတော့နေ့စဉ်နေ့တိုင်းဘူရာယုံတွင်ဈေးရီဘတ်ကောင်မှတ်တိုင်တွင်နေရာဆောင်ကိုသွားပြီးနောက်မှာတော့သူမဆွန်ွေကိုရောင်းချခဲ့ပါတယ်။တခါတလေကျောင်းအရှိရီကိုသွားပြီးတခါတလေမှာတော့သူမပန်းချံတဲမှာလည်းသွားရောင်းခဲ့ပါသေးတယ်။ဦးလေးရေဦးလေးဒီမှာဆွန်ွေရမယ်နော်ဆွန်ွေကအယောင်ဆောင်တွင်အရှမ်းကိုလှတယ်။ အနီရောက်အပြာရောက်ခရီးရောက်အဆိုင်ရောက်အကုန်လုံးရှိတယ်။အယောင်လေးတွေကစုံနေရပဲပြီးတော့အရန်ကိုခိုင်ခန့်တဲ့စုံလေးတွေပါ။အလွယ်တကူလည်းမပြဲဘူး။ယူပါအောင်ဦးလေးရဲ့ဝယ်ပါအောင်နော်။မလို့ခြင်းမဘူး။ဘာစုံမမလို့ခြင်းဦး။ဒီမှာလာရောင်းမနေနဲ့။သွားသွားသွား။ငါတို့အေးအေးဆေးဆေးဒီမှာနေနေရ။ဘာစုံမလာမဝယ်ဘူး။အဖေကလည်းဝယ်ပေးပါဝယ်ပေးပါစုံလို့ခြင်းနဲ့။တားလဲစုံလို့ခြင်းနဲ့စုံတွေရောက်အရန်ကိုလှတာပဲ။ကဲကဲကဲဟိုမင်းခလေးခဏနေအောင်ခဏနေအောင်။အနီရောက်စုံကဘလောက်လဲဘလို့ရောင်းတာလဲ။ဟုတ်ကဲ့ဟုတ်ကဲ့ဒီတစ်ခုကို၅ချက်ပါရှင်။ နှစ်ချက်ပဲရမယ်နှစ်ချက်ထက်တပြားမှပိုးမပေးနိုင်ဘူးငါသားလေးကအရန်လိုချင်တယ်ဆိုပြီးတော့ကြည်ကြနေလို့သူ့ကိုဝယ်ပေးတာမဟုတ်ဘူးဆိုရင်တော့ဝယ်မနေဘူးနားလေလားလိုနေဒီမတရအလုံးစွန်တွေကိုလိုက်ရောင်းပြီးနောက်မှာတော့ညနေခင်းအင်းကိုပြန်လာခဲ့ပါတယ်ဒုက္ခပါပဲဒီနေ့တရအလုံးစွန်တွေလိုက်ရောင်းတော့အဆင်လည်းမပြေဘူးညနေအဆောင်နေပြီး15ကျပ်ပဲရသေးတယ်ဒီ15ကျပ်လေးနဲ့ငါဘာလုပ်ရမလဲဆိုတော့တကယ်နားမလဲတော့ဘူး ။သမီးလေးချင်းကြီးပြန်လာပြီလား။သမီးရဲ့လာလာလာအိမ်ထဲဝင်လာခဲ့။ငါသမီးလေးဘာလို့ဒီလောက်ကြာမှနောက်ကျနေရတာလဲ။အရန်ကြာတာပဲ။ဖေဖေဒီမှာကြည့်ပါဦး။ဖေဖေစားဖို့အတွက်သမီးဘာဝယ်လာလဲဆိုတော့သမီးအပြင်ကနေပြီးတခါတည်းထမင်းဝင်လာခဲလိုက်တယ်သီလား။ခဏလေးနော်ဖေဖေမထနဲ့မထနဲ့။သမီးခေါ်တိုင်းဖေဖေကိုခွန်ပြီးတော့ကြွေးပါမယ်။ကြည့်ပါဦး။ငါရဲ့ပန်းပွင့်လို့သမီးလေးအရင်ကျောင်းကအိမ်မှာပဲကောက်ကောက်မမွန်နေနိုင်ခဲ့ပေမဲ့အခုအဖေနေမကောင်းတော့အပြင်ထွက်ပြီးကိုယ်တိုင်အလုပ်လုပ်နေရတယ်။တရအောင်ကျိုးစားပန်းစားနေအဖေအတွက်ပတ်စံရှာပေးနေရတယ်သမီးလေးရဲ့။အဖေတနာလိုက်တာ အဖေကတော့ဒေါက်ခိတာတယောက်ဖြစ်ပြီးငါ့ရဲ့သမီးလေးကိုဘာမှလည်းအကူအညီမပေးနိုင်ဘူး။အော်အဖေကလည်းဘာလို့များဒီလောက်တောင်စိုးရင်ပူပန်နေရတာလဲ။သမီးလေးခလေးမဟုတ်တော့ပါဘူး။အလုံးလုံးနိုင်ပါရဲ့။ပြီးတော့တင်းမကြောင်ခင်မှာပွဲတော်ရက်ကရောက်လာတော့မှပွဲတော်ရက်ဆိုတော့ရှင်တော့လူစုလူဝေးတွေအများကြီးဖြစ်ပြီးတော့သမီးလေးစုံရင်အများကြီးရောက်လိမ့်မယ်။သမီးစုံရင်အများကြီးယူပြီးတော့အဲ့ဒီခါကျရင်ရောက်မယ်နော်။သမီးစုံရင်အများကြီးကြောင်းရတဲ့အခါကျလို့ရှင်တော့အဖေအတွက်ဆွဲတောင်းအစ်တထဲဝယ်ပေးမယ်နော်။ သမီးရဲ့အဖေကတော့သမီးကိုပေးထားတဲ့ကတိတစ်ခုကိုမှမတီးနိုင်ခဲ့ဘူး။နောက်သမီးလေးကအယောက်အစ်စ်လေးတယောက်လိုချင်တယ်ဆိုပြီးတော့အဖေစီကနေတောင်းဆိုခဲ့တယ်။အဖေကဘာမှမပေးနိုင်ပေမဲ့ငါသမီးလေးကတော့အဖေကိုပြန်ပြီးပြုစုပေးနေတယ်၊ပတ်စံရှာကျွေးနေတယ်။မိမိကရုတ်တရက်ကြီးရောဂါဝေဒနာတွေခံစားရပြီးကွယ်လွန်သွားခဲ့။အဖေကလည်းအခုမတော်တဆမှုတစ်ခုကြောင့်အိပ်ရာတွေလဲနေရတယ်။အဖေရဲ့မတက်တာခြင်းတွေကြောင့်အဖေလည်းတကယ်ကိုမကြေမနက်ဖြစ်ရပါသေး။အဖေကလည်းသမီးဘာအယောက်အစ်စ်မှမလိုချင်ပါဘူး။ မီးပတ်စံအများကြီးရအောင်ရှာမယ်ပြီးသွားတဲ့အခါကျရင်တော့အဖေကိုဆေးကုသပေးမယ်ဂျင်ကီးဆိုတဲ့ကလေးလေးကတော့သူ့ရဲ့ငယ်ဘဝတစ်ခုလုံးကိုဆောင်းရှောင်းခရရတယ်လို့ပါပဲသူမဆွန်ရွေးကိုရောင်းဖို့အတွက်နေရာဆောင်ကိုရှောက်သွားခဲ့ပါတယ်သူမပတ်စံရတဲ့အခါမှာတော့သူ့အဖေအတွက်စားဖို့တောက်ဖို့တစ်ခုခုဝယ်သွားတတ်ပါတယ်တကယ်မတော့ဂျင်ကီးကလည်းကုန်တိုက်တခုအရှိကိုသွားပြီးနောက်မှာတော့ဆွန်ရွေကိုရောင်းချနေခဲ့ပါတယ်။ဒီအချိန်မှာကားတစ်စီးရပ်လာခဲ့ပါတယ်။ကားကကောင်းလေးတယောက်ထွက်လာတဲ့အတွက်သူမဆွန်ရွေကိုသွားရောင်းလိုက်ပါတယ်။ အကိုကြီးဒီမှာဒီမှာစွန်တွေရမယ်နော်စွန်တွေဝယ်ပါအောင်ရှင်ကျွန်မစီမှာအရန်ကိုလှပလွန်နဲ့စွန်လင်းတွေရှိပါသေးတယ်ဒရိုင်ဘာကြီးခမောင်းဘာလုပ်နေရလဲကျွန်တော်ရဲ့အရှိကနေဒီစင်းရဲပြီးညစ်ပတ်နန်းစွန်တွေရဲ့ main ခလေးကိုချက်ချင်းဖယ်ပေးလိုက်စမ်းနန်းစွန်တွေကပဲစိတ်ညစ်စရာကောင်းလိုက်တာဘာစွန်မမဝဲခြင်းဖယ်စမ်းကကားရှိရနေချက်ချင်းဖယ်ကျွန်မစီကနေပြီးတော့ဘာအနံ့မမထွက်ပါဘူးကျွန်မတန်းတန်းရှင်းရှင်းပဲအိမ်ကနေထွက်လာခဲ့ရပါကျွန်မကညစ်ပတ်နန်းစွန်တွေရဲ့ main ခလေးတယောက်မဟုတ်ပါဘူးဒါတော့မှအဲ့ဒီကောင်လေးကဘာဖြစ်လို့ငေါ့ညစ်ပတ်နန်းစွန်တွေရဲ့ main ခလေးဆိုပြီးတော့ပြောသွားတာလည်းမသိဘူး ကျင်ကြီးကတော့ဒါရီကိုစဉ်းစားနေနေပဲဆွန်ရွေကိုဆက်လက်ရောင်းချနေခဲ့ပါရီအရင်နေ့မှာတော့သူမဆွန်တစ်ခုတော့မှမရောင်းရခဲ့ပါဘူးဒုက္ခပါပဲဒီနေ့ဆွန်တစ်ခုမှလည်းမရောင်းရအောင်ငါဘယ်လိုလုပ်ရမလဲဘိုက်စားလိုက်တာဘိုက်တွေအရန်ကိုစားတယ်ငါရှိမှငွေ၁၀ပဲရှိတယ်ငါဒီဆွန်နေအကုန်လုံးမရောင်းရဘူးဆိုရင်တော့အဖေအတွက်ငါထမင်းဘယ်လိုဝယ်သွားရမလဲဒီဆွန်နေအကုန်လုံးရောင်းရပြီးတော့မှငါထမင်းဝယ်သွားလို့ရမှာအခုလော်စယ်ရောရေတောက်ပြီးတော့ပဲအဆင်ပြေသလိုနေရလိမ့်မယ်နဲ့တူတယ် ကျင်းကြီးကတော့ရေပိုက်ကောင်းတာသွားပြီးတော့မှတော့ရေတောက်လိုက်ပါတယ်ရေတောက်ပြီးတော့ပဲအစင်ပြေတလို့နေလိုက်ပါတယ်ကောင်တားရဲ့အရှိတတဲမှာရှိတဲ့ platform ပေါ်မှာတစ်ပင်တစ်ပင်နားမှီနေရင်သူမထိုင်နေခဲ့ပါတယ်ကျင်ကြီးကလည်းအရန်ကိုပမာလုံးလုံးအိပ်ပျော်သွားခဲ့တဲ့အချိန်မှာပဲကုန်းတိုက်ထဲပေါအခုနကားပေါ်ကဆင်းလာတဲ့ကောင်းလေးပြန်ချလာခဲ့ပြီးသူကတော့ကျင်ကြီးကိုတွေ့သွားပါရီအခုနတော့ကညပန်နံစော်နေရဲ့မိန်ကလေးမဟုတ်လားဒါကတော့အခွင့်အရေးကောင်းတစ်ခုပဲသူ့ကောင်ကတခါတဲ့တင်ငန်းစာပေးရမယ် သူအိပ်ပျော်နေရဆိုတော့သူရဲ့စွန်တွေအားလုံးကိုငါယူပြီးတော့တွေ့ပြလိုက်မယ်။ဒါဆိုလို့ရှိရင်တော့ငါဘာလဲဆိုတာသူသိသွားမှာ။နေလက်ဆိုတဲ့ရုံမရိုင်းဆိုင်တဲ့ကောင်လေးကတော့ဂျင်ကီရဲ့စွန်တွေအားလုံးကိုယူပြီးသူရဲ့ကားပေါ်မှာတင်ထားလိုက်ပါတယ်။လမ်းမှာစွန်တွေအကုန်လုံးကိုလည်းဖြတ်စည်းပြလိုက်ပါတယ်။ဂျင်ကီအရာကနေလိုလာခဲ့တဲ့အခါမှာသူမရဲ့စွန်တွေကိုမတွေ့ရတော့သူမအရန်ကိုလမ်းသွားတာပေါ့။ငါ့ရဲ့စွန်တွေငါ့ရဲ့စွန်တွေဘယ်လိုရောက်သွားတာလဲ။ဘယ်သူယူသွားတာလဲဒုက္ခပဲ။ငါဘာလို့ရောင်းရမှာလဲငါအဖေကိုလဲငါထမင်းကျွေးရအောင်မဲငါအဖေအတွက်ငါထမင်းဝယ်သွားရမှာလေ ငါ့ဆွန်တွင်ငါ့ဆွန်တွင်ဂျင်ကြီးနဲ့ငိုယိုနေတဲ့အိမ်ကိုပြန်လာခဲ့ပါရီသမီးရဲ့အဖေကမျက်လုံးမမြင်ရဘူးဆိုပေမဲ့ငါသမီးလေးဘာတွေခံစားနေရလဲဆိုတာကိုတော့ခံစားလို့ရပါတယ်။ကဲပြောစမ်းငါသမီးလေးဘာတွေဖြစ်လာတာလဲ။ဖေဖေသမီးရဲ့ဆွန်တွေကိုဘယ်သူယူသွားလဲမသိဘူး။မငိုပါနဲ့သမီးရဲ့မငိုပါနဲ့တာငိုစရာမဟုတ်ဘူး။အနှက်ပြန့်ကြလို့ရှင်တော့စိုင်းပိုင်းရှင်ရှည်သွားပြီးနောက်ထပ်ဆွန်တွေကိုယူလာခဲ့လိုက်နော်။ရမေရှ်ကဘလို့မဆိုသမီးကိုအကျွေးနဲ့ရောင်းပေးလိုက်မယ်။သမီးရဲ့ဆွန်တွေအားလုံးကိုယူသွားတာကဘယ်သူများလဲအဖေရဲ့ မီးလည်းပွဲတော်ရဲဆိုတော့ဇေယောင်ကောင်းမယ်ဆိုပြီးတော့မျောလင့်ထားခဲ့တော့အခုတော့ဘာမှလည်းထူးခြားမလာခဲ့ဘူးတစ်ဖက်မှာနီဒတ်ချ်ရဲ့ဒရိုက်ဘာကလည်းနီဒတ်ချ်လုတ်ခဲ့တဲ့အလုပ်တွေကိုအရန်ကိုစိတ်ကုန်နေခဲ့ပါတယ်ဒါကြောင့်သူကနီဒတ်ချ်အဖေကိုတွားကြိုင်ပြောခဲ့ပါတယ်သထေးကြီးသခင်လေးနီဒတ်ချ်ကလည်းလမ်းဘေးမှာစွန်ရောင်းနေတဲ့မိန်းကလေးတစ်ယောက်ရဲ့စွန်တွေအားလုံးကိုယူပြီးတော့ဖျက်ပစ်လိုက်တယ်တနာစီရကောင်းတဲ့ဆင်းရဲတဲ့မိန်းကလေးဘလောက်တောင်မှဆုံရှုံသွားပြီလဲမသိပါဘူး။ဘာပြောရဲမင်းကဆင်းရဲတဲ့မိန်းကလေးတယောက်ကိုသွားပြီးတော့ဒုက္ခပေးခဲ့ရဟုတ်လား။ မင်းနဲ့ပပရှက်တဲ့နဲ့ကဲဒါဆိုရင်တော့ကောင်တရဲ့ပတ်လည်မှာရှိတဲ့လူတွေကိုလိုက်ပြီးတော့မေးကြည့်ဆွန်ရောင်းနေတဲ့မိန်ကလေးဘယ်သူလဲဘယ်မှာနေလဲဆိုတော့ကိုတို့သိရင်သိကြမှာပေါ့ဒရိုင်ဘာကလည်းအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလိုက်မေးကြည့်ခဲ့ပါရီနောက်ဆုံးမှာတော့ဆွန်ရောင်းတဲ့ဂျင်ကီဆိုတဲ့မိန်ကလေးအကြောင်းကိုသူကြားသိခဲ့ရပါရီကျွန်တော်လိမ့်စာသိခဲ့ပြီးအဲ့ဒီကလေးကကောင်တိုက်ပတ်လည်မှာရှိတဲ့ဆင်းရဲရက်ကွက်ထဲမှာနေရတဲ့ကဲလာနေတဲ့မိန်ငါနဲ့အတူတူမိန်ကလေးရဲ့အိမ်ကိုလိုက်ခဲ့ပြီးသူ့ကိုကြောင်းမှန်ရမယ် တထဲကြီးကလည်းသူ့တောင်လေးကိုခေါ်ပြီးနောက်မှာတော့ချင်းကီရဲ့အိမ်ကိုသွားခဲ့ပါရီတထဲကြီးကလည်းအဲ့ရတဲ့လင်းနေတဲ့သူ့ကိုတွေ့ရနဲ့အားအတင်သွားတာပေါ့မင်းမင်းပါလားမင်းဘာတွေဖြစ်သွားတာလဲဒါမင်းရဲ့အိမ်လားဒီလောက်ထိအခြေအနေစိုးနေရငါဘာတခုမှလည်းမသိရပါလားဒါကတထဲရဲ့အတန်ပဲတထဲရဲ့အတန်ကျွန်တော်စက်ရုံကပေါက်ကွဲမှုမှာမျိုးလုံးအလင်းအောင်ဆုံးရှုံးခဲ့ရတယ်တထဲရဲ့ကျွန်တော်တထဲနဲ့တွေ့ဖို့အတွက်စကားပြောဖို့အတွက်စူးစမ်းခဲ့ပေမဲ့ဘလို့မှအဆင်မပြေခဲ့ဘူးမင်းဒီလောက်တောင်မှအခြေအနေစိုးသွားလိမ့်မယ်လို့ငါအနေနဲ့လုံးဝကိုမသိခဲ့ဘူး ကဲမင်းလည်းချက်ချင်းပဲဂျင်ကီးကိုတောင်းပါလိုက်အနားစရာကောင်းတဲ့မင်းကလေးသူရဲ့မိသားစုကိုရှောက်ဖွေကျွေးမွေးဖို့အတွက်ဘလို့ဒုက္ခခံနေရလဲဆိုတာကိုမင်းတွေ့ရမလားဂျင်ကီးရဲ့ငါတောင်းမပါရဟာငါ့ကိုခွင့်လွပါနော်ငါမှားသွားပါရကျွန်တော်အဖေကိုခရီးပေးပါရဒီနေ့အစပြီးတော့သူများကိုဒုက္ခမပေးရပါဘူးမင်းလည်းဘာမှစွိုင်းမနေနဲ့ဒီနေ့အစပြီးမင်းတို့သားဖာနှစ်ယောက်လုံးငါတာဝန်ယူရဲဟုတ်ပြီလားဂျင်ကီးသမီးလေးပညာသင်ချင်တယ်မလားသမီးကိုကြောင်းထားပေးမယ်ကျောင်းမှာပညာသင်ရှုပြီး တော်တဲ့တက်တဲ့ပညာတက်တယောက်ဖြစ်အောင်လို့စူးစမ်းရမယ်နော်တကယ်ပြောနေရတော့ဦးလေးကြီးရဲ့အဖေအဖေကြားလာဦးလေးကြီးကသမီးကိုကြောင်းထားပေးမယ်တဲ့သမီးကြောင်းတက်ရတော့မယ်ပျော်လိုက်တာသမီးကြောင်းသွားပြီးတော့ပညာသင်လို့ရပြီဟေးဟုတ်တယ်သမီးလေးရဲ့ဒီနေ့ငါသမီးလေးအတွက်အဖေတကယ်အရှမ်းဝမ်းသာပျော်ရွှင်မိရဲ့ကျေးဇူးများကြီးတင်ပါတယ်တထေးရဲ့အရီးရဆော်ပြီးဂျင်ကီရဲ့ဘွားကလည်းခြေလမ်းအစ်စ်တွေကိုလှမ်းလိုက်သွားခဲ့ပါတယ်ဒါရီကိုတီးခဲ့ရတဲ့ဂျင်ကီရဲ့ဖခင်ဖြစ်သူကလည်းသမီးလေးရဲ့ဝမ်းသာမှုမှာပါဝင်ဝမ်းသာပေးရင်ပျော်ရွှင်နေခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်